ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစည်းဝါတောင်သူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာပါ။အစီအမပြေတဲ့အညာမှာတိနံဈေးတွေတောက်လျှောက်ကျဆင်းနေပြီးတောင်သူတွေပိုပြီးကြက်တဲလာပါတယ်။ဒီသတင်းကိုရွှေညာမောင်ကပြပို့ထားပါတယ်။လက်တလောမကွေးမန္တလေး စကိုင်းဆတဲ့အညာဒေသမှာပဲဆင်းကုန်သီးနှံကဆလို့ကြက်တော်ကလပဲဆတဲ့သီးနှံတွေမှာဈေးတွေတောက်လျှောက်ကျဆင်းနေပြီးတောင်သူတွေမှာအရှုံးပေါ်နေကြတာဖြစ်ပါတယ်။ရင်းနှံကြောင်မြို့နယ်မှာကြက်တော်ဆိုင်တောင်သူတူကတော့အပင်ဆိုင်ကုန်းကြက်တော်တွေဈေးကျနေတဲ့အခြေအနေကိုအခုလိုပြောပါတယ်။အခုဈေးကတော့မတားဘူး။တောင်ရှုံးလာပါတယ်။ဈေးကရည်မကောင်းလို့ဈေးကလည်းတော့ရတယ်။လောကကလည်းကြီးတယ်။ကုန်းကလည်းထက်ရောက်နေပြီ။ ာဒီလောက်တော့ကောင်းတယ်ကောင်းတယ်ရစီရတာတောင်းဆုံးတော့ဘာပြန်မကောင်းလားမကောင်းလားဆိုနေနေပြီးရရတာနေနေတာကြာတယ်အဲဆိုစိမတာတော့သင်သူကြီးမိကြတယ်ဒါမှလည်းတော့ဆုတော့ဟိုအကြိုက်ချက်ပြီးွားကြပါလား လက်တလုံးမှာအပင်ဆိုင်ကုန်းကြက်သွန်ဈေးတွေကတပိတ်တာကိုကြက်1100လောက်သာရှိပြီးမျိုးဘိုးထုံကစက်ခဒီဇယ်ဘိုးမြေစီဘိုးနဲ့အလုသမားကတွေနဲ့တွက်ကြည့်မယ်ဆိုရင်တောင်သူတွေအရှုံးပေါ်တဲ့ဈေးဖြစ်ပါတယ်။အပင်ဆိုင်ကုန်းကြက်သွန်ပေါ်ချိန်မှာပဲ ARR မြစ်အနောက်ဘက်ကန်းကဂလက်ဘဲနဲ့အတူပဲကြီးပဲထောဘက်နဲ့စတော်ဘဲတွေပေါ်ချိန်နေဖြစ်ပါတယ်။ တန်သူအများစုစိုက်ပျိုးကြတဲ့ကလပ်ဘဲကတော့မျိုးစေးကတသိန်းကိုကြက်သသိန်းကျော်ပေးခဲ့ရပေမဲ့လည်းပြီးနှံစေးကတော့ကြက်9000ကျော်သာရှိတဲ့အတွက်တောင်သူတွေစားစည်းတောင်မရဘဲရှုံးပေါ်ခဲ့ကြတာဖြစ်ပါတယ်။စိုက်ပျိုးစိတ်ကြီးမြင့်တဲ့အပြင်အခုနှစ်မှာမိုးများလို့စိုက်ချိန်နောက်ဆုတ်ခဲ့ရတဲ့အတွက်တေကတင်း30လောက်ထွက်ရှိတဲ့ကလပ်ဘဲတွေအထွက်နှုန်းထက်ဝက်ကျဆင်းခဲ့ပါတယ်။ဒီအခြေအနေကိုစကုမြို့နယ်မှာကလပ်ဘဲတောင်သူတို့ကအခုလိုပြောပါတယ်။အာဒီနှစ်ရှုံးတာပေါ့မှာ ီနေ့တော့ဘာဒီမှာအဆုံးဆုံးပဲငါပဲအဝါနဲ့မှမလို့ဘူးလုံးနေကြမလို့လားအဲ့ဒါမျိုးလုံးနေတာအဓိကဘယ်စလိကြီးကြောင့်ဘာကြောင့်ဆုံးလို့ဆိုတော့အားကြတော့ဒီကပေါင်းပြရင်လည်းအများကြီးယာစီရောက်လဲနောက်ကြတယ်ဘူတန်မှုဘပေါင်းလို့ဆိုဘာမှပြောလို့မရဘူးဘယ်မှာလဲဆိုတော့ဒီကောင်ကလူတန်းတော်ကိုဒီပေါ်ပြီးတော့ပြီးမှမပြော ကျက်တော်ကလပ်ဘဲနဲ့ပဲစင်းကုန်လို့ဈေးတက်ကြရှိတဲ့တီးနံတွေအပြင်အရေးသေးကောင်းစပားဖြစ်တဲ့အီယာမင်းစပားတွေကိုလည်းစပားတင်းတရာကို340ကနေတိန့်အစိတ်ထိကျဆင်းနေပြီးဝယ်သူမရှိတဲ့အခြေအနေကိုရောက်လာပါတယ်။စပားနဲ့အခြားတီးနံတွေဈေးကျပြီးဝယ်ယူသူမရှိဖြစ်နေတဲ့လက်ရှိအခြေအနေကိုပွင့်ဖြူမြို့နယ်မှာတောင်သူတူကအခုလိုသုံးသပ်ပါတယ်။စပါးသူဈေးကပြောင်းတောင်းဒီကူစပါးရောင်းနေတာကိုရောက်လို့မရဘူးဝယ်တဲ့သူရှိဘူးเนาะ ဲ့ဒါကြာကျွန်တော်ကုံကြောဖြစ်ပြီးတော့ထုတ်လုပ်ပြီးရောင်းချတယ်ဆိုတော့ကဲဟိုဒေတာတိုင်းကိုတွားလို့လာလို့မရဘူးပေါ့နော်ဒေတာတိုင်းကိုတွားလို့လာလို့မရတော့ကြတော့ဒီဒီထဲမှာပဲတပတ်လည်နေတော့ကြတော့မြန်မြန်ဆန်ဆန်ကုံကြောတွေမထုတ်လို့နိုင်ဘူးမထွက်တော့ကြတော့တောင်းပြီးဒီမှာဈေးကွက်ပြောင်းပြောင်းစဘာတော့ဈေးကွက်ပြောင်းပြီးလေတို့တော့လေပေးပေးရတော့ဒီဖြစ်သေးတယ်ပေါ့နော်ပေးနေရတော့ပေးမျိုးဆိုရောက်မှဖြစ်ပါလေဒီဈေးနှုန်းအရတော့ဟိုအင်မတန်တော့နည်းတယ်ပေါ့နော် အပြင်မဲ့ကျွန်တော်ကစိုက်မှုပြီးသားတီးနှံဘူးဖိုင်မာနဲ့ဈေးကွက်ရှိတယ်ဆိုရင်လည်းတောင်းပြီးတော့ဝမ်းသာတယ်ပေါ့နော်ဈေးနှုန်းဆိုတော့ကာလပေါက်ဈေးတိုင်းအဆင်ပြေလို့လုပ်နိုင်ပါလေဒါပေမဲ့ဈေးကွက်တချို့ဆိုတော့ဈေးကွက်ပြောက်သွားတာမျိုးဆိုရင်တော့ကျွန်တော်ကတီးနှံနေရတောင်းပြီးရတာဟိုဒီလိုရဒီတီးနှံနေရောက်ကြပြီးမှလာတယ်ဘာတူမီဒီအပြင်ညာရေးကြမှာရေးဒီမူရေးဒေတာဖြည့်ဆင်းနိုင်မှာဖြစ်တယ်ဆိုတော့ဈေးကွက်မပြောက်အောင်လို့ ိုးပြီးတော့ဆောင်ရွက်စီကြတာပေါ့တောင်သူတွေကဒီနဲ့စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကိုမိသားစုစိုက်ပျိုးစီးပွားအတွက်အပြင်ဒေသတွင်းစားနပ်ရိက္ခာဖူလောင်အခက်ခဲတွေကြားကစိုက်ပျိုးထုတ်လုပ်နေကြတာဖြစ်ပါတယ်အကျန်းဖက်စစ်တပ်ကတော့ဒီလုပ်ငန်းအပေါ်မှာကုန်စည်စီးဆင်းမှုမြန်ဆန်မှန်ကန်အောင်တစုံတရာတာဝန်ယူစီစဉ်ဆောင်ရွက်တာမရှိဘဲထွက်သည်မြဒီနန်ကနေနိုင်ငံသားဝင်ငွေကိုလဝက်ကြီးအုပ်ရယူနေတာပဲဖြစ်ပါတယ်ဒါကြောင့်လာမယ့်မိုးကြိုနှမ်းသီးနှံပြီးရင်ဇက်တိုက်စိုက်ပျိုးသွားမယ့်စပားအပါဝင်မိုးနှမ်းမိုးမြေပဲနဲ့အတူအခြားသီးနှံတွေဆက်လက်စိုက်ပျိုးဖို့တောင်သူတွေမှာ အခက်အခဲဖြစ်လာမှာဖြစ်ပြီးဒေသရင်းစားနပ်ရိက္ခာပူလုံမှုကိုထိခိုက်လာစေမှာဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ မြေပြင်သတင်းအကြောင်းအရာကိုတော့သတင်းတော့ရွှေညာမောင်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။